မူဆလင်ပေါ့ဗျာအဲ့ဒီရိုဟင်ဂျာအရေးကိုဘယ်လိုမြင်လဲလူအခွင့်ရေးလားနိုင်ငံရေးပြဿနာလားတကယ်တော့အဲ့ဒါကြီးအားလုံးမားတယ်ပါလက်တီလားအဲ့ဒါဆက်စုနေနဲ့ချီပြီးတော့ရင်းနှီးမြှောက်နှံထားတဲ့စစ်အေးတိုက်ပွဲစီမံကိန်းတစ်ခုပဲထောက်ချရကြော်ကြရတော့ဘိုးတော်ဘာညာတာကခက်ကြရနေပြီးတော့ပိုလိုနီခက်မရောက်ခင်ပါတော့မှ မူဂျာဟေးတွေရောက်လာတဲ့အချိန်မှာမူဂျာဟေးတွေပေါ့နော်မူဂျာဟေးဆိုတာကအာရေဗီယာစကားအဲ့လိုမျိုးဟာနေပြီးတော့မှဆိုလိုချင်တာကဗျာမပ်ပုတ်တင်တကက်ကနေနိုင်ငံတနိုင်ငံတီထောင်နိုင်ဖို့အထိကြိုတင်ရေးဆွဲထားတဲ့ဂိမ်းပလန်တစ်ခုမပ်ပုတ်တင်ရတဲ့တောက်ောက်ချိုးပဲဆိုဆိုနော်စစ်တပ်ကပဲတွင်တွင်ရတဲ့နေရာယူမှာပဲဒီတော့အဲ့ဒီဂိမ်းပလန်တစ်ခုကိုကျွန်တော်တလွာချင်းခွာပြောင်းကြည့်မယ်ဒီနေရာမှာကျွန်တော်တို့မြန်မာကဘုဇတ်သမန်းနိုင်ပြောခဲ့ပါတယ်ဒီဘက်မှာရှိနေတဲ့မွတ်စလင်တွေနဲ့ ဒုက္ခသက်စကားကိုပစားမှရှိနေမှုဆက်လင်တရားကြွေးကြော်တာမတူဘူးခံယူချက်မတူဘူးလိုချင်တဲ့ဆန်တော့မတူဘူးဒါပြမှာကိုလိုင်းပေါ်မှာရှိနေတဲ့မူဆလင်ရဲ့ကိုစားပြုလို့လို့လှောက်ရှားနေတဲ့လူခွေသမားတွေရဲ့စံထားကလည်းမတူဘူး။ပုံမျိုးဖြစ်နေတာ။ဒါပြမှာကိုပဲနောက်ထပ်တစ်မျိုးကအစွန်ရောက်လက်နက်ကင်ပြီးတော့မတိမငိဖြစ်အောင်အကြမ်းဖက်နေတာကတစ်မျိုး၄မျိုးမျိုးဖြစ်သွားပြီ။ SRSA ကိုရခိုင်မှာရှိနေတဲ့အဲ့ဒီဒေသကမူဆလင်တွေပေါ့ဘင်္ဂါလီတွေပေါ့ ထောက်ခံလာသူမထောက်ခံပါဘူးဘာလို့ဆိုရင်သူတို့ကအေးစစ်စစ်နေနေရတဲ့အခြေအနေမှာသူတို့ဟာအာအကြမ်းဖက်တပ်ဖြတ်နေတဲ့ဥစ္စာမျိုးတော့ဘယ်သူမှမလုပ်ဘူးလေဒီမှာလားနောက်တစ်ခုကအဲ့လိုမျိုးလက်နက်ကပ်ပြီးပြန်လာတိုက်တဲ့ခါကျရင်အရသားဖြစ်သွားတဲ့ပုံစံမျိုးတွေလည်းသူတို့မလုပ်ချင်ဘူးဒါပေမဲ့ကြောက်လို့ဘာမှပြောမရတာတော့ရှိရှိမှာပဲအဲ့ဒါတခုပေါ့ဗျာနောက်ခုဘက်ချမ်းမှာကျတော့တတ်တတ်မဲ့ကိုဝါဒဖြန့်ချီရင်းနဲ့မိုက်တက်ကိုလောက်ဝသွင်းထားတယ်ဗောလေရခိုင်တွေကိုတိုက်ထုတ်ရေးဗောဖြစ်တဲ့ညာဖြစ်တဲ့ကော်ပဇားမှာတန်းလောက်ရှိတယ်တန်းကျော်ရှိတယ်တင်းတက်မှာ၃တန်း အဲ့ဒါကလူရဲ့စင်အတိတ်ကြတော့နဲတာမဟုတ်ဘူးပြီးတော့ပြောပြချင်တာကကမ္ဘာမီဒီယာတွေမှာ ပြောနေတယ်ဖော်နေတယ်နော်လူခွင့်ရေးဇက်လန်းတွေဖိနှိပ်ခံလူနည်းစုတွေရဲ့ရှင်တန်ခွင့်တိုက်ပွဲတွေရှင်းတယ်ရိုးရှင်းပါတယ်ဟုတ်တယ်သူတို့အဲ့ဒါပဲကြည်တာကိုရိုးရှင်းမှာပေါ့မြန်မာအစိုးရဆစ်ဆက်ရဲ့ဇက်လန်းတွေရောအချောက်ချောက်အာနာကိုချိန်ချောင်းနေတဲ့ဘင်္ဂါလီဆိုတဲ့ကျူးကျော်သူဆိုပြီးတော့မကြည့်ဘူးလားကြည့်ရင်လည်းအဲ့လိုကြည့်လို့ရတာပဲလေ ကိုလိုနီလဲအောက်ခံအခြေတော့ဆိုရင်အရှေ့ပါကစ္စတန်ကနေပြီးတော့ဘင်္ဂလားဒေ့ဆိုပြီးတော့မခွက်ထွက်သေးဘူးเนาะဘင်္ဂလားဒေ့ရဲ့လူဦးရေကတန်190ရှိတယ်အဲ့တော့မချိချဘူးလို့ဘယ်သူအာမခံနိုင်လို့လဲဒုက္ခသက်စခန်းမကူတက်တက်မှ3တန်းရခိုင်လူဦးရေကပြန်ကျဲတော့အားလုံးပေါင်းမှ3တက်တက်မှ5တန်းပြီးတော့ရေရှည်အတွက်လည်းကြည့်ရမယ်နောက်တစ်ခုက အရကတတော်တို့ရဲ့အင်အေတွေကသူတို့ပုတ်ဖို့တဲ့ဇလန်အုတ်ချုပ်ရေးအာစေရေးပြီးတော့အုတ်ချုပ်ရေးခိုင်မအောင်ပုတ်ဖို့တဲ့ပြီးရင်အနာဂတ်မှာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပညာတွေရှိမှာပေါ့ပြီးတော့ဘယ်လိုဖြစ်လာဆိုရင်သူတို့ဖက်ကကြည့်ရင်လည်းသူတို့ရဲ့ယခိတနယ်မြေပေါ်မှာပေါ်ထွက်လာတဲ့ပြိုင်ဖက်အမျိုးသားရေးစီမံကိန်းတစ်ခု identity တွေပါပုံစံအမျိုးမျိုးဖော်ခံနေရပြီဒီဇလန်တုတ်ခုကနော်ပြောကြတာကမ္ဘာမီဒီယာတွေမှာပုံဖော်နေတဲ့ဇလန်တစ်ခုအိုဖိနှိတ်ခန့်လူနေစုတွေနော်အဲ့ဒါအမျက်ရစ်ခန့်ဇလန်ပေါ့ရှင်တာခွင့်ဘာဖြစ်တဲ့ဒုက္ခသက်တွေနေရပြန်ရေး ရှင်းပါတယ်ယူရှင်းတယ်နံပါတ်1ကမြမအစိုးရအဆက်ဆက်ကပုံဖော်တဲ့ဇက်လန်းဘာလဲအချုပ်ချအောင်နာကိုချိတ်ချောက်တဲ့ဆိုတာမျိုးပေါ့တကယ်လဲချိတ်ချောက်ချစ်တဲ့အခြေအနေရှိပါတယ်ဘင်္ဂါလီဆိုတဲ့ကျူးကျော်သူတွေပုံဖော်တာအခုကျတော့သူတို့ပဲလက်နက်ကအေရိုတိုက်တာမျိုးတွေလက်နက်ကူညီတာတွေရှိတယ်စစ်မှုထမ်းလို့အဲသူတို့တွေတောင်းတယ်နောက်တစ်ခုကရခိုင်တပ်တော်အေရိုရဲ့ဇက်လန်းဒီတော့ရခိုင်ဖက်ကကြည့်ရင်လည်းငါတို့နဲ့မြေမှာ ပြန်ပြီးတော့အပြိုင်ထွက်ဖွဲ့လာတဲ့အမျိုးသားရေးစီမံကိန်းနော်ဘာလဲ မူဆလင်အက်ဒမင်စထရေးတာဇော်ရီဘာတွေတောင်းတာဟုတ်ဒီတော့ဇီဇာလာတောက်ကအမှန်တရားလဲသူ့ပိုင်းနဲ့သူ့မန်တယ်လို့တော့ပြောလို့ရတာပေါ့တကယ်အမှန်တရားအပြည့်စုံကအဲ့ဒီဇလန်တွေရဲ့နောက်ကွယ်မှာရှိနေတာဟက်ကြည့်အောင်အဲ့ဒီကစားကွက်တေချာကြည့်အလွာသုံးလွာရှိတယ်ပထမအလွာကနိုင်ငံရေးအဲ့ဒါက identity တိဆောက်တဲ့အဆင့်လူတစုကို ရိုဟင်ဂျာရိုဟင်ဂျာရိုဟင်ဂျာဆိုတဲ့အမတ်တညာပုံရိပ်တစ်ခုနာမည်တစ်ခု identity တစ်ခုကိုအရင်ဆုံးဆွဲဆွဲမြဲမြဲဖြစ်အောင်တည်ဆောက်နေတယ်။ပြီးရင်အဲ့ဒီ identity နဲ့နိုင်ငံသားအခွင့်အရေးတောင်းမယ်။အဲ့ဒါရရင်ဌာနေတိုင်းရင်းသားဆိုတဲ့အဆင့်ကိုတက်မယ်။နောက်ဆုံးပန်းနိုင်ငံကိုပိုင်အုပ်ချုပ်ခွင့်အဲ့ရနေပို့ပြီးတော့ဟိုဘာဖြစ်လဲညာဖြစ်လဲဆိုတာတွေနည်းမြေတိမ့်မှတ်တွေဘာတွေကတော့ကျွန်တော်တို့ဟိုထောက်ထားခိုင်မှမရှိဘူးလေစံသားတွေဘာတွေကမပေါ်လာသေးဘူး။ပြီးတော့ ဘယ်လိုဖြစ်လဲဆိုရင်စိတ်ရှိလက်ရှိကစားရတဲ့နိုင်ငံရေးစစ်တူရင်ပွဲတစ်ခုကိုကစားနေရတာ identity ကိုခိုးယူတိဆောက်တယ်လူတစုကိုရိုဟင်ဂျာဆိုတဲ့အမတ်တညာနဲ့ခေါင်းပေါင်းတွေပဲဝတ်နော်အင်ဂျီဖြူနဲ့ပစိုးတွေပဲဝတ်ပြီးတော့အနောက်နိုင်ငံတရားရုံးတွေ ICJ တွေတက်တာတွေပေါ့ထောက်ဥတော်ကင်လိုမျိုးအဲ့လိုမျိုးအခြေအနေအရင်ပုံစံ indigenous ဌာနေတိုင်းသားပုံစံမျိုးဖြစ်အောင်ဖန်တီးနေတယ် identity နဲ့နိုင်ငံသားခွင့်ရတောင်းနေတယ်အဲ့အတန်တွေထွက်လာတာဦး set determination တွေထွက်လာတော့ ောက်တစ်ခုကနိုင်ငံသားခွင့်ရတောင်းရည်ဌာနေဆိုတဲ့အဆင့်ဌာနေတိုင်းသားဆိုတဲ့ဟောက်တောင်းမယ်။နောက်ဆုံးပန်းနိုင်ငံကကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်းမယ်။ဒါကသူတို့ရဲ့အဆင့်ဆင့်ဟုတ်လား။ဒါဆိတ်ရှိလက်ရှိသူတို့လုပ်နေတာလေ။စနစ်တကျနောက်တစ်ခုကဒုတိယအလွှာကစစ်ရေးပေါ့ဗျာ။နိုင်ငံရေးတောင်းဆိုမှုမှာတည်ငြိမ်ဝိုင်းတောင်းလို့မရဘူး။ဒီတော့ပြဿနာဖြစ်နေတဲ့စစ်ရေးတစ်ခုခုဖန်တီးဖို့လိုလာတယ်။လက်နက်လိုလာတယ်။ဒီတော့ အာဆာလိုမျိုးအဖွဲ့တွေနဲ့အဲ့ဒီမှာအတန်ထွက်နိုင်ဖို့အတွက်တည်င်းတစ်ခုပေါ်လာဖို့အတွက်ဆိုရင်တိုက်လိုက်ပြန်ဆုတ်လိုက်လုပ်ပြီးတော့စိတ်ရေးမတိမငြိမ်တဲ့အခြေအနေနဲ့အာတောင်းဆိုမှုအတန်ထွက်ပေါ်စေဖို့လက်နဲ့ကြိုက်ပြီးတော့ကြံဖက်တယ်ဟုတ်လားအဲ့တော့သူတို့တပွဲတိုက်လိုက်ရင်အိုးအရင်ဟာရောဒီဟာရောအကောလို့ရောပြီးတော့လှုပ်တယ်ဒီတော့သူတို့ရဲ့တိုက်ခိုက်မှုကလည်းအနကဂျောင်းဝင်ဆော့ဖက်ခွင်းဆိုတဲ့ လမ်းကြားအတွက်တကားဖွင့်ပေးလိုက်တယ်ဘာလို့ဆိုရင်ရိုဟင်ဂျာအရေးဆိုရင်တအားဂယူဆိုင်တော်နိုင်ငံတကာပထမပြောခဲ့တဲ့ identity တိဆောက်တဲ့အဆင့်တွေဆင့်ချင်းမအောင်မြင်သေးသေးပန်းတိုင်းဖြစ်တဲ့ကိုပိုင်အုပ်ချုပ်ခွင့်မရမချင်းအဲ့ဒီလက်နက်ကင်တွေကိုလုတ်ကစားနေမှာပဲပဋိပက္ခကိုမတည်ငြိမ်အောင်မဖြစ်ဖြစ်အောင်မွေးထားမှာပဲအဲ့ဒါကနိုင်ငံတကာရဲ့အာရုံစိုက်မှုကိုအမြဲရနေစေတဲ့အခြေအနေတစ်ခုဖြစ်တဲ့တိုက်လိုက်ပြီးဆိုရင်တနေ့တစ်ခုတက်သွားပြီအဲ့လိုမျိုးချင်းနေဒါကမြေပြင်စစ်ရေး တတိယအလွာကကြတော့နောက်ခံအဲ့ဒါတွေလုပ်ဖို့အတွက်ငွေကြေးလိုတယ်အဲ့ဒီစီမံကိန်းကြီးတစ်ခုလုံးလက်ပတ်ဖို့ဆိုတာပတ်စံလိုတယ်ဒါဘယ်ကလာတာလဲဒုက္ခတက်လေမဟုတ်လားဒုက္ခတက်လေဘယ်ကပတ်စံလဲသူတော့ဒီဟာတွေနိုင်ငံရေးတောင်းဆိုမှုတွေစစ်တိုက်ဖို့နော်အာဆာအာအက်ဆိုလက်နက်တပ်ဆင်ဖို့တွေကဘယ်လိုဘယ်ကလာမှာလဲအဲ့တော့အဲ့ဒါတွေအကုန်လုံးကလူသားချင်းစာနာမှုအမိခံထားတဲ့နေ့စဉ်နေ့စဉ်ဒေါ်လာတန်းနဲ့ချီပြီးတော့လော်ဘီယင်းဖိန်းတွေ နောက်တင်းတက်တွေစီကနေစီးဝင်နေတာနောက်ကွက်ကသူတို့ရဲ့အလုတ်ကဘာလုပ်လဲဆိုရင်အစိုးရတွေနဲ့မူဝါဒတွေအာဘော်တွေကိုလွမ်းမိုးဖို့ပြောဆိုတောင်းဆိုတာမျိုးတွေနဲ့ငွေကြေးကိုရင်းနှီးမြှုပ်နှံတယ်မီဒီယာတွေမှာသူတို့လွှင့်ချင်တဲ့ဇက်လန်းကိုပဲပြောဆိုနေစေဖို့ကမ္ဘာမီဒီယာတော့ပြည်ပြည်တယ်မှာမဟုတ်ဘူးဒါဟာနိုင်ငံရေးအရင်အနည်းတစ်ခုမြှုပ်နှံတဲ့စီးပွားရေးလုပ်ငန်းတစ်ခုလိုမျိုးလုပ်နေတာဒီရချရတိပိတာပဲဒီတော့အဲ့ဒီဟာတွေနဲ့၃မျိုးရှိတယ် ရှင်းစရာမဲ့လမ်းကဘသူနိုင်မဲ့အခြေအနေလဲဆိုရင်လမ်းနဲ့လမ်းရှိတယ်ပေါ့ဗျာဒီတိုင်းဆက်သွားရင်အေတို့ကလည်းတိဆောက်နေတဲ့အခြေအနေမှာရခိုင်ပြည်ဟာဘသူမှမနိုင်တဲ့နယ်မြေလူပွဲတဲ့ပုံစံမျိုးနုံနှစ်သွားလိမ့်မယ်သွေးကွဲမှုတွေမယုံကြည်မှုတွေအဆုံးမရှိတဲ့ပဋိပက္ခတွေနောက်ွက်ကပူပေါင်းလှုပ်ဆောင်တဲ့ကြိုးကင်တဲ့နော်အာလူတွေပဲပါလာတဲ့အတွက်ကြောင့်အဲ့ဒီပြဿနာရရှိသွားလိမ့်မယ်အခြေအနေကြမ်းကြမ်းတရားဆိုရင်ကြောင်ပြန့်ဖြစ်နိုင်တာက ဒေတာတွေမှာအင်အားကြီးနိုင်ငံတွေကဥပမာပေါ်တရုတ်တို့ဒါမှမဟုတ်အိန္ဒိယတို့ကအဲ့ဒီနယ်စပ်မတိငိမ်မှုဟာငါတို့ရဲ့တရုတ်ဆိုရင် BRI အိန္ဒိယဆိုရင် Clatan အဲ့ဒီစီမံကိန်းတွေကိုမရတော့ဘူးချိတ်ချောင်းနေပြီဆိုပြီးဆုတ်ဖြတ်လိုက်တဲ့တနေ့သူတို့ဆုတ်ဖြတ်လိုက်တဲ့တနေ့နော်မနေ့ပြန်လည်းဖြစ်ချင်ဖြစ်မယ်နောက်ဆက်နေ့၅နှစ်မှဖြစ်ချင်လည်းဖြစ်မယ်အဲ့ဒီနေ့ဟာအနောက်နိုင်ငံတွေရဲ့လူခွင့်ရေးဇက်လန်အလုပ်ပြေးတာပဲဟုတ်လား ။ရုပ်တော်မှမဟုတ်အိန္ဒိယကဒီနေဇတ်မတိငိမ့်မှုဟာငါတို့ BRI ကလက်တန်တွေအတွက်မင်းတို့ဟာကငါတို့အတွက်နောက်ဆက်ဖြစ်တယ်ချိတ်ချောက်နေတယ်မတိငိမ့်အောင်ဖြစ်နေပြီဆိုပြီးသူတို့ဆုတ်ဖြတ်လိုက်တဲ့နေ့အိန္ဒိယဆိုရင် risk ယူရတဲ့နေ့တရားဆိုရင်ပါဝင်လာမယ့်နေ့အဲ့ဒီဟာကြရင်အနာနိုင်ငံတွေရဲ့လူခွေရေးတော့ငိုချင်းဇာလန်တွေဟာဘေးရောက်သွားပြီးတော့မြေပြင်ကအင်အားအကြီးဆုံးဖွက်အဲ့ဒီဒေသမှာဆိုရင် AA သူကအများဆုံးဖြစ်နိုင်တယ်စက်ကောက်စီကတော့မရှိဘူး AA ကိုတိုက်ရိုက် က်သွက်ပြီးပြောဆိုလုပ်သွားလိမ့်မယ်။တရားအတိမတ်ပြုကြတော့အောင်ပေးလိုက်လိမ့်မယ်။ဟုတ်တယ်မလားဒီတော့ဘာဖြစ်လဲ။အဲ့ခါကျကစားကွက်တခုလိုပြောင်းပြီလေဘလို့ဟင်ပဲကြကြဘင်္ဂါလီပဲဖြစ်ဖြစ်ဟိုကောင်တွေကလုပ်ပြီးဆိုလာပြီလေ။သူတို့ပြောတာကသူတို့တွေမူဝါဒအပြောင်းလဲမှာနော်ပြပမှာယင်းဒီမြောက်နံမှုတွေပထဝီနိုင်ငံရေးအပြောင်းလဲမှာအစီအစဉ်တစ်ခုခုအပြောင်းလဲဖြစ်ပြီးဆိုတာနဲ့သူတို့ပါဝင်ပြီဆိုရင် AA အတိမတ်ပြုမယ်။ဘာလို့ AA ကအောက်ချုပ်ရေးခိုင်းပါလဲ။အဲ့ဟာကကြားရင်တော့ရိုဟင်ဂျာလည်းအတန် တိတ်သွားလိမ့်မယ်ဒီတော့ကျွန်တော်တို့ဘာလုပ်ရမလဲဘယ်ဖက်ကိုယုတ်ရမလဲတိတ်ချတော့ကိုကတော့ဘယ်သူမှမျက်စိမိတ်မယုံနဲ့တကယ်ပြောတာအေအေတို့ဖက်ချင်းဘယ်သူကမှမယုံနဲ့အိန္ဒိယဆိုလည်းအနာတွေရှိပါတယ်တရုတ်ဆိုလည်းသိပါတယ်အားလုံးဒီတော့ကျွန်တော်တို့အေအေတို့ကကြတော့သူတို့လောက်တာကအုတ်ချွေခိုင်းမအောင်ပြည်တွင်းနော်တဟဇာတာဖြစ်အောင်နဲ့နော်အာစနစ်တကျသွားနေတယ်တိဆောက်နေတယ် အေရိုးရဲ့အစမ်းထက်ဆိုလက်နဲ့ဆိုတော့ပြည်တွင်းမှာပဲရှိတယ်အေရိုးစီမှာပဲရှိတယ်အေးတိုင်ပြန်လာမဲ့ဟာတွေကြတော့ကွန်မန့်တွေကိုအချက်နဲ့လက်နဲ့ပြန်ပြီးတော့ရှင်းပြနိုင်အောင်တော့ကျွန်တော်တို့အားလုံးကလေးလာထားဖို့လိုတယ်ပြောနိုင်အောင်ထိတိယောက်တန်းပြီးတော့ခြေပနိုင်အောင်လုပ်ထားဖို့လိုတယ်အဲ့ဒါအရေးကြီးဆုံးဘာလို့ဆိုရင်အကြီးပြောစရာမလိုဘူးလူတိုင်းလူတိုင်းဟာအဲ့လောက်ထိနားလည်နေပြီဆိုရင်အဲ့ဒီ narrative ပုံဖော်လို့ထိုးမပေါတော့ဘူးခိုင်မာအောင်ထိရအောင်နော်ထိုးဖောက်နိုင်စွာရှိအောင် comment တွေရောဘာပဲဖြစ် အေရဝတီကသတင်းစာပေါင်းမှာဆိုရင်အောက်မှာရှိရင်အဲ့ဒီအချက်ကအဲ့လိုအဲ့လိုအဲ့လိုဆိုပြီးတော့တိတိယောက်နော်စာတူလေးနဲ့ပြောနိုင်အောင်လုပ်ထားဖို့လိုတယ်။အဲ့ဒါကတုတ်ပြန်တဲ့ကြီးစံတတော်ချင်းစီဟာတန်ဖို့တအားရှိတယ်။တချို့တွေကအဲ့ဒီ comment ရဲ့နော်ဘယ်မလိုက်ပဲတုတ်ပြန်တဲ့ comment မျိုးဟာအစင်းမြင့် comment မျိုးဟာတအားထိရောက်တယ်ဆိုတော့တချို့တွေသိတယ်။တချို့သတင်းသမားတွေဆိုအဲ့ဒီ comment တွေကြီးကြီးပြီးတောက်တာ။နောက်တစ်ခုကကျွန်တော်တို့အားလုံးကပေါ့ဗျာမြန်မာနိုင်ငံမှာဆိုရင်တော့ တိတ်ချပါတယ်တည်င်းတပုတ်ဖက်လိုက်တယ်စကားတခွန်းကြားလိုက်တယ်ကျွန်တော်လည်းအစွဲရှိပြီးတော့စိတ်အခန့်မကောင်းရင်စိတ်ထဲမှာမကြည်နေရင်တော့ကျွန်တော်လည်းပြောချင်ပြောမှပြောမိမှပဲဒါမှမဟုတ်ကိုကိုကိုပြန်မေးအဲ့ဒီစကားရဲ့နောက်ွက်ကဘသူကဘာအကျိုးစီးပွားတဲ့ကြိုးကင်ပြီးရေးတာလဲပြောတာလဲတချို့ကလူခွင်ရေးတချို့ကအမျိုးသားလှုပ်ချုပ်ရေးတချို့ကစစ်တပ်ဘက်ကတချို့ကအေအေဘက်ကဘာမှမကြည့်နဲ့ခေါင်းစဉ်ကြီးတွေအောက်ကတကယ်ရည်ရွယ်ချက်ကိုကိုယ်တိုင်ခွဲခြမ်းစိတ်ဖြတ်တတ်အောင်လုပ်အဲ့တော့ အေးအေးမမဟုတ်ဘူးမြန်မာနိုင်ငံတနင်္ဂနွေလို့လောက်ကိုလောက်ရမယ်အရာဘာလို့ဆိုရင်လက်ရှိ line ပေါ်မှာပြန်နေတဲ့သတင်းတိုင်းဟာမှန်နေတာမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ရဲ့ဘယ်သူမှလာမသိပိုင်းနိုင်တဲ့ဥစ္စာကကျွန်တော်တို့အုံနောက်ကျွန်တော်တို့အုံနောက်ကိုဘယ်သူမှလာပြီးတော့ဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့လာသိပိုက်ပြီးတော့ချုပ်ကင်ထားလို့မရဘူးပြီးတော့ကိုအုံနောက်ကိုဘယ်သူမှလာမသိပိုင်းနိုင်တဲ့ဥစ္စာကိုအတုံးချဖို့လိုတယ်ဒီအခမ်းမှာချုပ်ပြီးတော့ပြောချင်တယ်မိကုံးကဒီစီမံကိန်းဒီ ကိုပိုင်အုပ်ချုပ်ခွင့်ရဆိုတဲ့လမ်းကြောင်းတွေကိုတဆင်ပြီးတဆင်လုံနေတဲ့မမြင်ရတဲ့ငွေရှင်တွေရဲ့နောက်ဆုံးပန်းတိုင်ကဘာလဲအဲ့လိုမျိုးတွေပေါ့ဥပမာမွတ်စလင်အုပ်ချုပ်ရေးစုံเนาะကျွန်တော်ပြောခဲ့သလိုတဆင်ချင်းပုတ်ဖို့နေတယ်အဲ့ဒီနောက်ကငွေကြေးလို့အတဲ့ဥစ္စာကိုထောက်ပံ့ပေးနေတဲ့ငွေရှင်တွေရဲ့နောက်ဆုံးပန်းတိုင်ကဘာလဲတကယ်ပဲရခိုင်ပြည်နယ်မှာမွတ်စလင်ကိုပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တစ်ခုလိုတာလားဒါမှမဟုတ်ပိုကြီးတဲ့ ပထဝီနိုင်ငံရေးကစားကွက်အားပြိုင်မှုရဲ့အဆလားဆိုတာစဉ်းစားပြီးတော့ comment မှာရေးခဲ့ပေးပါဦး